မင်္ဂလာပါခင်ဗျာဒီကနေ့တော့ပေါ့နော်ဒီအားလုံးစိတ်ဝင်စားနေကြတဲ့ topic ပေါ့နော်ဒီကိုဖြိုဝေတင်လိုက်တဲ့ state နဲ့ပတ်သက်ပြီးကျွန်တော်မြင်တဲ့လောက်ပေါ့နော်ကျွန်တော်ဘေးလူတယောက်အနေနဲ့မြင်တဲ့လောက်ခြားပြကြည့်ခြင်းနဲ့ဒီလိုခြားပြတဲ့နေရာမှာကျွန်တော်သိတဲ့တာဝန်အရင်ကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စတွေဖြစ်လာပြီးဆိုကြဲကိုကတစ်ဖက်နဲ့တစ်ဖက်သူမြင်တယ်ကိုမြင်တယ်သူမှန်တယ်ကိုမှန်တယ်ဆိုတော့ပုံစံမျိုးတွေဟို အကျိတ်နဲ့ရှိလာလို့ဒီလိုပုံစံမျိုးတွေဖြစ်လာကြပေါ့အဲ့တော့ဒီနေရာမှာဘသူမှန်နဲ့မှားတယ်ဆိုတာကျွန်တော်အနေနဲ့ judge လုပ်လို့လည်းမရဘူးဘာလို့ဆိုတော့နှစ်ဖက်စလုံးကသူ့အမြင်နဲ့ကိုသူခိုင်မာခိုင်ခိုင်မာမာရှိလို့ပေါ့နော်အဲ့တော့ဒါကကျွန်တော်ချပြတဲ့အကြောင်းအရာကကြာတော့ဘေးလူတယောက်အနေနဲ့ပေါ့နော်ကျွန်တော်မြင်တဲ့လောက်ချပြတာကျွန်တော်ရဲ့အမြင်ကဒီနေရာမှာအမှန်တိုင်းပြောရင်ဘာမှအရေးမကြီးဘူးဒါပေမဲ့ကျွန်တော်မြင်တယ်လို့ပေါ့နော်ပြည်သက်တချို့မြင်လို့ရအောင်လို့ပေါ့နော်မြင်လို့ရအောင်ချပြတာဘာဖြစ်လို့လဲဆိုတော့ဒီလိုဖြစ်လာကြပြီဆိုရင်ဘယ်သူမှလဲဘယ်သူမှန်လဲဆိုပြီးတော့ဟို နှစ်ဖက်စလုံးနဲ့နှိဆက်သူတွေကတော့တီးကြလိမ့်မယ်ဟိုအဲ့တော့နှစ်ဖက်စလုံးနဲ့နှိဆက်သူတွေကတော့သူ့အမြင်ကိုယ့်အမြင်နဲ့နားလေကြလိမ့်မယ်ဒါပေမဲ့ဟိုအများစုကနှစ်ဖက်စလုံးနဲ့မနှိဆက်ကြဘူးပြီးတော့ကြတော့ဒီလက်ရှိ one championship မှာဟိုရှင်ပြိုင်နေကြတဲ့အဓိကလူနှစ်ယောက်ဟိုဖြစ်ကြတဲ့ကိစ္စဆိုကြတော့ဟိုတနိုင်ငံလုံးကပြည်သက်တယ်လည်းသိကြမယ်လို့ထင်တယ်ဘလို့အကြောင်းရင်းကြောင့်လဲဆိုတာလဲဟို စိတ်ဝင်စားကြမယ်ပေါ့အဲတစ်ချိန်တည်းမှာပဲကျွန်တော်အမြင်ကျွန်တော်ဒီဒီပတ်ဝန်းကျင်နဲ့နီနီကက်ကက်နေတာဆိုတော့ကျွန်တော်အမြင်ဘာလဲဆိုတာလဲလာပြီးတော့မေးကြတာတွေလည်းများတယ်အဲ့လိုကြောက်မလို့ပေါ့နော်ကျွန်တော်ဒီကျွန်တော်မြင်မိတလောက်ပေါ့နော်ကျွန်တော်ပြောပြချင်တာပါအဲ့တော့ဒီခါကဟိုဘသူမှန်နေမှားတယ်ဆိုတာထက်ကျွန်တော်အမြင်တီးတန်းလို့လည်းပြောချင်တယ်ပြီးတော့ကြတော့ကျွန်တော်အမြင်ကဒီကိစ္စပေါ့ဘာမှတည့်ရောက်မှုရှိမှာမဟုတ်ဘူးကျွန်တော်ကကြားတဲ့အမြင်တစ်ခုအနေနဲ့ပဲကျွန်တော်ချပြတယ်လို့လည်းမှတ်ယူစေချင်တယ်ဘသူဘသူမှလည်းကျွန်တော်ထိခိုက်နေနာလို့စိတ်မရှိပဲမရှိ မရှိဘူးပေါ့နော်ဘယ်သူနဲ့နာသွားပါသေးဘယ်သူထိခိုက်သွားပါသေးဆိုတဲ့ဆန္ဒလည်းလုံးဝမရှိဘူးဂျားလူတယောက်နေကျွန်တော်မြင်တဲ့လောက်ချပြတာပေါ့နော်โอเคအဲ့ဒီတော့ဟိုဆလိုက်ကြအောင်ပေါ့နော်ဒီကိစ္စတွေကတနေ့နေ့တစ်ချိန်ချိန်မှာတလောက်ထိဖြစ်လာမယ်ဆိုတော့ကျွန်တော်မြင်တယ်ဒါပေမဲ့တလောက်ထိပေါ်ပေါ်တင်တင်ဖြစ်လာလိမ့်မယ်လို့တော့လုံးဝမမှန်ထားဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုဒီဒီလိုဒီလိုဖြစ်နေတာနောက်ွယ်မှာတော့ကြာပြီစပြောရရင်ကျွန်တော်ဒီအကြောင်းတွေကိုစရိတ်မိတဲ့အချိန်က ော်တော်ကြီးကြာပြီပြိတ္တတွေကတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအမြဲတမ်းအားပေးနေတဲ့ပြိတ္တတွေဆိုရင်တော့သတိထားမိကောင်းထားမိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုဖြိုးဝေကဘလောက်ဖြတ်တဲ့ဖြတ်တာများတယ်ဆိုပြီးတော့ online မှာစပြီးပြက်တဲ့အချိန်ကကျွန်တော်ပြောခဲ့ဘူးတယ်အဲတုန်းကပြောခဲ့ဘူးတယ်ဆိုဘယ်လိုလဲဆိုတော့ဟိုစပြီးဒီတရင်နေပြန်ခဲ့တာဘယ်ဘက်ကပြန်လာလဲဆိုတော့ fighter တွေဘက်ကနေစပြီးပြန်တယ်ဒါပေမဲ့သူတို့ကတော့ဒိုက်ရိုက်မပြောဘူးမပြောပေမဲ့ ဟို online mall တွေရောက်လာတော့ကြတော့ပြောစရာတွေဖြစ်လာပါတော့အဲ့တော့အဲ့တော့ကလေးကျွန်တော်ဇက်တိုက်ကျွန်တော်ပြောခဲ့တာရှိတယ်ဒီလိုလက်တွဲပြီဆိုရင်ဒါကအလုတ်လုတ်ကြတာနှစ်ဖက်စလုံးကစီးပွားရေးလုတ်ကြတာအဲ့တော့စာချုပ်စာတမ်းနဲ့ခိုင်ခိုင်မာမာလက်တွဲကြဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောတယ်ကျွန်တော်ပြောတာကကျွန်တော်ကိုဖြိုးဝေတောင်မနဲ့ကာယကံရှင်ကိုတိုင်ကိုလည်းကျွန်တော်အဲ့တော့ကပြောပြတယ်ကိုဖြိုးဝေနဲ့ကျွန်တော်နဲ့စတွေ့တာကဆိုလင်းဝီရဲ့စာချုပ်ရတဲ့ဒီပွန်ဆယ်ရီနဲ့ပွဲညမှာပေါ့အဲ့တော့ကတော့ကျွန်တော်လို့မေးကြည့်လို့မလို့ ဟိုစာချုပ်စာတမ်းနဲ့လုတ်ဖြစ်လုတ်တဲ့နဲ့ဆိုရဲကိစ္စလေးကျွန်တော်အကြံပေးခဲ့သေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုဒီလိုပုံစံမျိုးတွေကျွန်တော်တို့အတိုင်းဝိုင်းမှာဗောနော်ကျွန်တော်တို့မြန်မာလူမှုအတိုင်းဝိုင်းမှာအားနေတယ်နားလည်မှုနဲ့လုတ်ကြတယ်အဲ့လိုပုံစံမျိုးဆိုကြတော့တဖြည်းဖြည်းနဲ့များလာတဲ့အချိန်မှာဗောနော်ဟိုဖြတ်ကျော်လာတဲ့အချိန်တွေများလာတဲ့အချိန်မှာဟိုအဲ့စာချုပ်စာတမ်းတွေမပါတော့ဗောနော်အဲ့လိုဖြစ်လာတယ်ဗောနော်အဲ့တော့အဲ့ဒီကောင်ကလည်းစပြီးတော့ဟိုဘလောက်ယူတယ်ပါစင်ဘလောက်ယူတယ်ဆိုရဲဟာ ထွက်လာကြတယ်ကျွန်တော်စာချုပ်စာတမ်းနဲ့လက်တွဲကြပါပါ냐ဆိုတော့အများအားကျွန်တော်ပြောတယ်ဟိုပြောတာကအဲ့တုန်းကတော့တိုက်ရိုက်တော့ကျွန်တော်ဘယ်သူမှလည်းမရည်ရွယ်ဘူးဒါပေမဲ့ဒီလိုပုံစံမျိုးကြီးဖြစ်လာမှဆိုလို့မှုအများအားပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့တိုက်တွန်းချက်ပြောဆိုချက်တွေကထိရောက်မှုရှိချင်မှလည်းရှိမယ်ရှိချင်လည်းရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ပြိတ္တတိနားလဲအောင်အဲ့ကလေးကကျွန်တော်ချပြတယ်ချပြလို့လည်းဟိုနာသတိထားမိတဲ့လူလည်းသတိထားမိကောင်ထားမိလိမ့်မယ်အဲ့အဲ့ဒီတော့ဆိုကျွန်တော်စက်တိုက်စက်တိုက်အဲ့ဒီအကြောင်းတွေပြောပြတယ်အခုတော့ အဲ့ဒီပြောခဲ့တဲ့အကြောင်းတွေကဘာဖြစ်လို့ပြောခဲ့လဲဆိုတာပြန်ပြီးတော့လက်ဆုပ်လက်ကင်ပြလို့ရပြီပေါ့နော်အဲ့တော့ထပ်ပြီးကျွန်တော်ဒီလောက်ထိဖြစ်မလားဖြစ်မလားလောက်ဘူးလို့ကျွန်တော်ဟိုမှန်းခဲ့တဲ့ကိစ္စပါပေါ့နော်ဘာဖြစ်လို့မှန်းလဲဆိုတော့ဒီဟိုတန်းစင်နဲ့ကိုဖြိုးဝေတို့ဟိုဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတော့ပြိတက်ကတန်တရားဖြစ်နေတာတော့ကြာပြီ1170ပြိုင်ပွဲကလေးက1170ပြိုင်ပွဲမှာကလေးကဟိုပုံမှန်တော့ကိုဖြိုးဝေ team ကလူတွေကဒီစက်တရံမွေထိုင်းခြင်းမှာ ဒါစကန်ချရတယ်အဲ့ဒီမှာလေးကျင်တယ်အဲ့ဒီကနေမှတစ်ဆင့်ဝမ်ချမ်ပီယံရှစ်ကိုကူးပြီးတော့ရှင်ပြိုင်တယ်ပေါ့နော်အဲ့ဒီ170မှာကလေးကတန်းစင်ကသူ့တစ်ဖွဲ့နဲ့တက်တက်လာတယ်နောက်တော့ဒီစူပါလက်ချင်မှာလေးကျင်တာပုံရိပ်တွေထွက်လာတယ်အဲ့ဒီကလေးကဒီသူတို့နှစ်ခုကြားဟိုအကွဲအကွဲပြက်တစ်ခုရှိလာပြီဆိုတော့သတိထားမိတယ်ပေါ့နော်သတိထားမိတော့ဟိုတော့အဲ့ဒီနောက်ပိုင်းကျတော့ဟိုဘလို့ထိထပ်ပြီးဖြစ်လာလဲဆိုတော့ဟိုကိုဖြိုးဝိဘက်ကပြောရလဲသူတို့ခွန်တောင်းတယ်ပေါ့နော်ခွန်တောင်းတယ် ဟိုသူကလည်းချီချီပြူနဲ့လက်ခံတယ်အဲဒါကြောင့်မလို့သူတို့ team နဲ့သူတက်တက်သွားပါဆိုတော့ကြတော့ဟောသူတို့တလောက်နဲ့ပဲပြီးသွားတယ်ထင်တယ်ဆိုပြီးတော့ဟိုအလောက်ဖယ်ပြီးမယ်ဆိုပြီးတော့ကျွန်တော်ကလည်းဒီလောက်ဖယ်ဖြစ်တဲ့ဖြစ် ဖြစ်လောက်တယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုအကြီးအကျယ်ကြီးဒီဖြစ်လာမယ်လို့တော့မထင်ဘူးမထင်ဘူးဆိုတဲ့ကိစ္စကအဲ့လိုဟိုပြောပြောထားတာကြတော့နှစ်ဖက်နားလည်မှုကတော့ဟိုလူကြီးလူကောင်းဆန်ကြွားနဲ့ပဲလမ်းခွဲကြတယ်လို့ထင်ထားတာဒါပေမဲ့ ဟိုတလောကဒီပေါ့နော်စာချုပ်ကြီးစာချုပ်တစ်ခုချပြရဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြည့်တက်တယ်ပြောခဲ့သေးရလေပြောခဲ့တော့အဲ့ဒီစာချုပ်ကစာချုပ်ကြီးဆိုတာလဲကျွန်တော်ဟိုဘယ်လိုဘယ်ရောရဲ့စာချုပ်နဲ့နှိဆက်တယ်ဘသူရဲ့စာချုပ်နဲ့ပုံစံတူတယ်အဲ့လိုကြောင့်မလို့စာချုပ်ကြီးဖြစ်ဖို့တော်တော်ကြီးကိုခိုင်ပါတယ်ဆိုပြီးတော့ကျွန်တော်အချက်လက်နဲ့တကွပြောတယ်ပေါ့နော်ပြောခဲ့တယ်တကယ်လဲအဲ့ဒီအကြောင်းကိုဒီတစ်ခါ state တဲ့ comment မှာကြာတော့ကိုဖြိုးဝေကဟိုတက်စင်ဘာလို့လမ်းခွဲသွားလဲဆိုတဲ့ဟာကသူစာချုပ်ရပြီးသွားလို့လမ်းခွဲသွားတယ်ဆိုတဲ့အကြောင်းကို comment မှာပြောထားရပါတော့ဒါကသူ့ရဲ့ဘက်ကအမြင်ပေါ့နော်သူကစာချုပ်ရသွားလို့လမ်းခွဲသွားရဆိုတဲ့အမြင်ပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်တချို့ကိစ္စတွေ judge လုပ်လို့မရတဲ့ပုံစံတစ်ခုတော့ဖြစ်လာတယ်အဲ့ဒါကပါလဲဆိုတော့ဟို fighter တွေ manager တွေ promotion တွေကြမှာ confidential ချုပ်တဲ့စာချုပ်တွေအများတန်းရှိတယ်အဲ့တော့တချို့ကိစ္စတွေကကျွန်တော်တို့ဟိုပေါ့နော်တန်းစင်ဥပမာတန်းစင်နဲ့တာကေတူထိုးတော့ကမတက်မရတယ်ပေးတာပါကျွန်တော်တောင်မှလည်းပြောခဲ့တယ်ဇက်ပုတ် ကျွန်တော် fighter ရဲ့ set ပို့ပဲဖြစ်တဲ့ဖြစ်ရတယ်မင်းသားမဖြစ်ကြဘူးအမျိုးမျိုးပေါ့ကျွန်တော်တို့ကတော့ကို fighter back နဲ့နာလို့မို့ကျွန်တော်ပြောခဲ့တာပေါ့နော်ဟိုသူတို့ fighter ဟိုတာကေတုဟိုလောက်လို့ရအောင် twin twin တင်ပေးရတဲ့ပုံစံမျိုးကျွန်တော်ကိုယ်တိုင်လည်းဟိုသုံးသက်ချက်ထုတ်ထုတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကိုနားလေလာပါလဲဆိုတော့သူတို့ကြားထဲမှာစာချုပ်တစ်ခုရခဲ့တယ်ပေါ့နော်အဲ့စာချုပ်ကဟိုထိုးကြီးတိုးပေးတဲ့စာချုပ်တောင်မဟုတ်ဘူး ဟိုပွဲအရေးအတွက်နဲ့ထိုးကြီးတိုးပေးတာပေါ့တနည်းအားဖြင့်အတိုင်းအတာတစ်ခုထိပမာဏထိများတဲ့စာချုပ်ဆိုတော့သက်ရှင်ဘက်ကလည်းဒါစာချုပ်ရလို့လက်ခံနေဆိုတဲ့ပုံစံမျိုးဖြစ်လာတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီခါလေးကျတော့ကျွန်တော်တို့မမြင်ရတဲ့အချက်လက်တွေကအခုမှထွက်လာပေါ့နှစ်ဦးနှစ်ဖက်ပြဿနာဖြစ်တဲ့အချိန်ကြမှာထွက်လာပေါ့နော်အဲ့တော့ဟိုဒါကတော့ဟိုတချို့ကိစ္စတွေမှာကျွန်တော်တို့အမြင်နဲ့သုံးသပ်တာတွေမမှန်ငယ်ဘူးဆိုတာကျွန်တော်ဝန်ခံတာပါပေါ့နော်ဝန်ခံမိတာအ နောက်တစ်ချက်ကဒီသူတို့နှစ်ယောက်လမ်းခွဲတဲ့အနေထားမှာကိုဖြိုးဝေဘက်ကတော့ပြောလာပြီပေါ့နော်စာချုပ်သူစာချုပ်ရသွားလို့မို့လမ်းခွဲတော့တာဆွဲပုံစံမျိုးပြောလာပြီပေါ့နော်အဲ့တော့တန့်စင်ဘက်ကတော့ဘာမှတော့ပြောတာမကြားမိဘူးယင်းတစ်ခေါက်စာချုပ်နဲ့ပုံတင်ကလေးလည်းတန့်စင်ဘက်ကပြန်ပြီးတုတ်ပြန်တာတခုမှမကြားရဘူးပေါ့နော်ဒါကလည်းနည်းနည်းတော့ဘာဖြစ်လို့တိတ်ဆိတ်နေရလဲပေါ့နော်တကယ်တကယ်ဖြစ်မဲ့ဆိုရင်တော့နှုံးနှစ်ဖက်ဟိုသူကလည်းလမ်းခွဲတယ်လို့ကိုဖြိုးဝေဘက်ကလည်းတုံးလိုက်ပြီဆိုတော့တန့်စင်ကဘာဖြစ်လို့လမ်းခွဲတာလဲပေါ့ ကိုဖြိုးဝေကသူ့အပိုင်းမြန်တားစီနေလို့လဲပေါ့ဒါတွေကသူထွက်ပြီးတော့ရှင်းလာမယ်အနေထားပေါ့နော်ဒါပေမဲ့သူ့ဘက်ကအကြေအကျေမဖြစ်ချင်လို့လားပါလားတော့မသိဘူးတေချာလာကတော့တန်းစင်ကမီဒီယာတွေနဲ့ဝမ်ချမ်ပီယံရှစ်မှာထိုးတဲ့ fighter တွေထဲမှာဆိုရင်တန်းစင်ကမီဒီယာတွေနဲ့ထိတွေ့မှုအများဆုံး fighter ဟိုမြန်မာပြည်ကပြည်တွင်းမီဒီယာတွေတော်တော်များများတန်းစင်နဲ့ဆက်သွယ်ရှိရပေါ့နော်သူ့ဘက်ကထုတ်မရှင်းနေလို့မထွက်လာသေးတာလို့ပဲကျွန်တော်တို့မြင်နေဘာဖြစ်လို့လဲဆိုတော့တန်းစင်နေနဲ့လိုဟာမျိုးထွက်ရှင်မယ်ဆိုရင်လည်းမီဒီယာခေါ်ပြီးရှင်းလို့ရတဲ့အနေထားပေါ့နော်အဲ့တော့ ဘယ်လိုအကြောင်းရင်းကြောင့်လမ်းခွဲတာလဲဆိုတော့ဟိုနှစ်ဖက်မြင်မြင်ရဖို့တော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကိုဖြိုးဝေကတော့သူ့အမြင်ကိုချပြလိုက်ပြီးစာချုပ်ကြီးရပြီလို့သူတို့လမ်းခွဲသွားတယ်ပေါ့နော်ခြေစုံကန်သွားတယ်ဆိုပြီးတော့ပြောတယ်တန့်စင်ဘက်ကတော့ထုတ်မပြောသေးဘူးပေါ့နော်အဲ့တော့တန့်စင်ဘက်ကတော့ဘယ်လိုဖြည့်ရှင်းချက်ပေးမလဲတော့မသိဘူးပေါ့နော်အဲ့တော့ဒီအမြင်နေပေါ်မှာဟိုပြည်သက်တွေကချပြီးတော့မြင်လို့ရတယ်ပေါ့နော်ထပ်ပြီးပြောရရင်ဟို ဒီနှစ်ဖက်ကနော်သူတို့နှစ်ဖက်ကဟိုအဆင်မပြေမှုရှိနေတော့ကြာပြီပေါ့နော်အဲ့တော့ပြိတက်တယောက်အနေနဲ့ပေါ့နော်ဟိုကျွန်တော်ကဒီဒီပြိုင်ပွဲတွေပြီးမှရှိတဲ့လူတယောက်အနေနဲ့ဒီလိုမြင်ရတာတော့ကျွန်တော်စိတ်မကောင်းပေါ့နော်မစိတ်မကောင်းဆိုတာတကယ်စိတ်မကောင်းဆိုတာကျွန်တော်အဲ့လောက်ထိဖြစ်မယ်လို့ကျွန်တော်မထင်ထားဘူးပေါ့နော်လုံးဝမထင်ဘူးဘာလို့လဲဆိုတော့ ဘဲပွဲမှလည်းတော့မသိဘူးကျွန်တော်1 Friday 581ပြိုင်ပွဲမှလာမသိဘူးဆိုလင်းဦးနဲ့တန်းစံတပြိုင်နဲ့ထိုးတဲ့ပွဲတော့လာမသိဘူးကွန်ဘေးမှဟိုကိုဖြိုးရီဒီမတ်တက်ရက်နေအချိန်တန်းစံကဟိုထိုင်ပြီးတော့ grow သွားတယ်အဲ့ကလေးကတော့ဒီနှစ်ယောက်ကြားတဲ့က relation ကအရင်ကိုလေးလေးနက်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 ရှိုင်းရှိုင်းရှိပါလားဆိုပြီးကျွန်တော်တွေးခဲ့တာအဲ့တော့ကတန်းစံက grow မယ်လို့လည်းမပြောဘူးကိုဖြိုးဝယ်လည်းသူ့ကို grow ခံရမယ်လို့လည်းမထင်ဘူးသူ့ ကိုဖြိုးကလည်းသူပြိတ်တတ်တဲ့သူသူကားပြောနေတယ်။တန်းစင်ကလည်းသူပြိတ်တတ်တဲ့သူကားပြောနေတယ်။ဘာမျိုးညာမျိုးနဲ့အဲ့လိုဟိုကလောက်သွားတယ်။ကတော့သွားပေါ့ညာအီမင်းကြီးမှာကျွန်တော်တောင်းမနဲ့အော်လို့အတော်အတော်ရင်းနေတဲ့ဆက်ဆံရေးပဲဆိုပြီးတော့ကျွန်တော်တောင်းမနဲ့တတော်ကိုဟတ်ထိခဲ့တဲ့ခိုက်တံပေါ့နော်။အဲ့တော့အခုလို့ဖြစ်သွားကြတော့စိတ်မကောင်းဘူးပေါ့နော်။ဘာဖြစ်ဖြစ်ဒါတွေကအဓိကအကြောင်းအရာကပေါ့နော်ကျွန်တော် sorry ကတည်းက highlight လုပ်ခဲ့တဲ့စာချုပ်ကိစ္စကြီးပေါ့နော်ဟိုစပြီးလက်တွဲပြီးဆိုရတဲ့ကောက fighter တယောက်ကဒီ မန်နေဂျာနဲ့လက်တွဲပြီးဆိုရင်စပြီးလက်တွဲပြီးဆိုကြတဲ့စာရွက်စာရွက်စာရမ်းနဲ့လက်တွဲလက်တွဲတင်တယ်ဘလို့ဘလို့ချက်လက်တွေပါမယ်သူတို့လက်တွဲရတဲ့အချိန်မှာဘလို့ဘလို့အကြောင်းအရာတွေပါမယ်ဆိုတာအတိအကျဖော်ပြထားတဲ့နေပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာကယဉ်နီးမှုတွေပေါ့နော်ယဉ်နီးမှုတွေဟိုမိတ်ဆွေရေးရာကိစ္စလူမှုရေးရာကိစ္စတွေကိုရှေ့တန်းတင်ကြတော့စာချုပ်စာရမ်းနဲ့လောက်အောင်မှာကိုအားနေတယ်အဲ့လိုလုံးလိုက်လို့ရှိရင်လည်းတယောက်နဲ့တယောက်မယုံနာလားဆိုတဲ့ပုံစံမျိုးကြီးနဲ့လည်းသက္ကလနာထိုးတဲ့ ဟိုအတိုင်းလူမှုအတိုင်းဝိုင်းဆိုကြတော့အဲ့ဒါရဲ့အားနေချက်တွေပေါ့နော်အခုကအခုကဘသူဘသူမှကျွန်တော်အပြင်မပြောဘူးဆက်လက်တွဲတော့မှန်တယ်အခုတကယ်တကယ်ဟိုလက်တွဲတာတာတစ်နှစ်ကျော်လာပြီဆိုတော့ကြတော့သူတို့ကြားထဲမှာမိဘနဲ့သားသမီးတောင်မှနဲ့တစ်ခါလေအမြင်မတူရရင်အများကြီးပြအဲ့တော့ဟို fighter နဲ့ manager ကြားမှာလည်းဒါမျိုးတွေဖြစ်မှာပဲတက်စင်နေတယ်မဟုတ်တခြား fighter နဲ့လည်းရှိမှာပဲသူတို့ထုတ်မပြောကြလို့တာအဲ့တော့စအခုလက်တွဲပြီဆိုကြတဲ့ကောက ဟို fighter ကလည်းဘယ်လိုပုံစံမျိုးနဲ့လက်တွဲမလဲဟို manager ကလည်းဘယ်လိုပုံစံမျိုးနဲ့လက်တွဲမလဲဆိုတဲ့ဟာကိုသူတို့စာချုပ်တွေနဲ့သိချပြီးတော့ဗောနော်လက်တွဲမှာဗောနော်အဲ့လိုလက်တွဲမှာပဲညင်မယ်ပြိတက်ကတော့အခုလိုကွဲပြက်ဖြစ်တော့စိတ်မကောင်းညာဘူးကျွန်တော်ကိုယ်တိုင်လည်းစိတ်မကောင်းဘူးဟိုကိုလူမျိုးတွေဗောနော်ကို fighter တွေနိုင်ငံကိုကိုစားပြုနေတဲ့သူတွေဗောနော်ဟိုလူတိုင်းကစီးစီးလုံးလုံးပဲညင်ညင်ရတယ်ဗောနော်အဲ့လိုအနေထားမှာဒီလိုဖြစ်ကြတော့စိတ်မကောင်းညာဘူးဗောကျွန်တော်လည်းစိတ်မကောင်းဘူးအထူးသဖြင့်ဗောနော်တန်းတန်းဆိုရင်ဒီ ရှေးတပွဲထပ်ပြီးထိုးရတော့မယ်ဗျာနော်အဲ့တော့ထိုးရမယ့်အနေထားမှာဒီကိစ္စတွေထပ်ပေါ်လာတော့ကြတော့သူ့မှာဖီးရပို့ပြီးတော့ရှိလာမယ်ဗျာနော်အဲ့တော့တန်းကျင်ဆိုရင်လည်းဟိုငလျင်ပေးကိုသူဒီ training တချို့ဖြတ်ပြီးတောင်သွားပြီးကိုညီထားတဲ့အနေထားနဲ့လို့ပုံစံထက်ထွက်လာတော့သူလည်းတော်တော်ကြီးတော့ဖီးရရှိလိမ့်မယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ fighter လေးကျွန်တော်တို့ကတော့ အဖြူလည်းမရွေးဘူးအမဲလည်းမရွေးဘူးမွန်လည်းမရွေးဘူးကရင်လည်းမရွေးဘူးမွတ်စလင်လည်းမရွေးဘူးဘုဒ္ဓဘာသာလည်းမရွေးဘူးခရစ်ယာန်လည်းမရွေးဘူးကျွန်တော်တို့တော့အကုန်ကို့ဖိုက်တာတွေကို့နိုင်ငံကို ကိုစားပြုနေတဲ့သူတွေကို့နိုင်ငံကဖိုက်တာတွေကိုအခွင့်ရရအောင်ရှာပေးနေတဲ့သူတွေဒါလို့အခြေအနေကြီးမှာဗျဒါလို့အခြေအနေကြီးမှာကျွန်တော်တို့အတွက်ဟိုလမ်းကြောင်းသစ်တွေဖောက်နေတဲ့သူတွေဆိုပြီးတော့ကျွန်တော်တို့တော့ဝင်းရံနေအဲ့တော့ဒီကြားထဲမှာဒီလိုပုံစံတွေပေါ်လာတော့ထားပါတော့လူတွေဆိုတော့ဒါကတော့ဖြစ်မှာပဲ အဓိကကတော့ဒါမျိုးတွေနောက်ထပ်ရှောင်းရင်ရင် fighter ဘက်ကလည်းစပြီးလက်တွဲပြီးဆိုကြတဲ့ကွာတိတိကျကျနဲ့လှုပ်ဖို့လိုတယ် manager ဘက်ကလည်းစကြတဲ့ဟိုတိတိကျကျနဲ့နှစ်ဖက်စာစာချုပ်စာတန်းနေပေါ့နော်ဒီကြတာတစ်ခုကဒီအနေထားမှာပြည်သက်တွေကခုကုဖြူဝီရဲ့သဘောထားတော့တည်သွားပြီတန်းစင်ကဘာဖြစ်လို့လမ်းခွဲလဲဆိုရဲ့သဘောထားတော့ဘယ်သူမှမတည်သေးဘူးဘယ်သူမှမတည်သေးတဲ့အတွက်အကုန်လုံးကလည်းနားထောင်နေကြမယ်ထင်တယ်ကျွန်တော်လည်းနားထောင်နေတယ်အဲ တိုက်ကကခေါ်လို့လားဒါမှမဟုတ်တခြားကျင်တစ်ခုမှလေ့ကျင့်နေလို့လားအဲ့လိုအဲ့လိုပုံစံမျိုးလဲပြောရအောင်လဲသက်ဆိုင်ကအခုထိတခြားကျင်မှသွားပြီးလေ့ကျင့်နေနိုင်ငံတကာကျင်မှသွားလေ့ကျင့်နေတယ်လို့လည်းမမြန်သေးဘူးအဲ့တော့ဘလို့အကြောင်းရင်းလဲပေါ့နော်အဲ့တော့သူ့ဘက်ကလည်းထွက်ရှင်မဲ့ထင်တယ်အဓိကတော့ပြိတ္တတွေကတော့စီးလုံးတာပဲမြင်စေခြင်းနဲ့ပေါ့နော်မြင်ခြင်းမိကြရတယ်ပေါ့နော်ဘာဖြစ်ဒါတွေကတော့ဒီလောကမှာရှိမှာပဲဟို ွန်မွန်လင်းလင်းသာထွက်မလာတာနိုင်ငံတကာမှာတော့ဒါမျိုးတွေလည်းရှိတယ်အဲ့တော့စာချုပ်ပါအချက်လက်တွေနဲ့နောက်ကြရင်ပေါ့နော်ဒါမျိုးတွေမဖြစ်အောင်ပေါ့စာချုပ်စာတမ်းတွေနဲ့လက်တွဲကြတာပိုကောင်းတယ်ဆိုတာကျွန်တော်အိုးတော့လည်းပြောပြီးအခုလည်းထပ်ပြောချင်နေတယ်စာချုပ်စာတမ်းနဲ့လက်တွဲကြပါနှစ်ဖက်စလုံးကဒါဆိုရင်ညင်းစရာမလိုတော့ဘူး क्वे ရမှာလည်းပြောစရာမလိုတော့ဘူးအဲ့တော့တချို့ကကြတော့ क्वे ရမှာပြောတယ်ဟိုရှေ့ကြရင်တမျိုးပေါ့နော်အဲ့တော့တချို့သတင်းတွေဆိုကျွန်တော်တို့တောင်မနဲ့တချို့အကြောင်းအရာတွေပြောမိရင်မှားမဲ့အကွက်တွေအများကြီးရှိခဲ့ဘူးတယ်ဟို ဒါပေမဲ့ဟိုတကယ်လက်တွေ့ကြတော့တခြားစီပေါ့တချို့ကလည်းအဲ့လိုပုံစံမျိုးကြီးရှိလက်မို့ဘာဖြစ်ဖြစ်အဆင်ပြေကြပါလိမ့်ဗျနောက်လူတွေလည်းဒါမျိုးတွေမဖြစ်ကြပါစေနဲ့တကယ်လို့လမ်းခွဲရင်တော့ဟိုနှစ်ဦးနှစ်ဖက်နားလည်နိုင်တဲ့ပုံစံမျိုးကြီးနဲ့လမ်းခွဲနိုင်ကြပါစေပေါ့ကျွန်တော်တော့အဲ့လိုပဲဆန္ဒပြပါခင်ဗျခြေဆုတင်ပါခင်ဗျဖြတ်ပြီးပေါ့နော်ကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာကဒီ Bronica ရဲ့ပွဲပေါ့နော် Bronica ရဲ့ပွဲဘယ်တော့လောက်ဖြစ်နိုင်မလဲဆိုတော့ကျွန်တော် comment ချက်ပေါ့နော်မနေ့ကကတည်းကကျွန်တော်အဲ့အကြောင်းကိုပြောပြခဲ့သေးတယ်ဘယ်ချိန်မှာဖြစ်နိုင်လောက်လဲဆိုပြီးတော့ ဒါပေမဲ့အဲ့တော့ကတော့ကျွန်တော်အကျေတဝင့်မပြောဘူးပေါ့နော်ဒီတစ်ခါတော့ကျွန်တော်အကျေတဝင့်ပြောကြည့်ခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အာဘရိုနီကာပွဲနီးနေတဲ့အကြောင်းကိုကာယကန်ကိုရင်ကိုတိုင်းကလည်းချပြထားပြီးပြီးသူ့ရဲ့မန်နေဂျာကလည်းချပြနေပြီပေါ့နော်အဲ့တော့ပွဲကမကြခင်လာတော့မယ်လို့နားလဲရတယ်အဲကျွန်တော်ကြားတဲ့သတင်းကလည်းမကြခင်လာတော့မယ်ပေါ့နော်အဲ့တော့ဘရိုနီကာပွဲကလက်ရှိ AB လာအတွက်မှလား ဒါမှမဟုတ်မကြခင်ကူးပြောင်းတော့မဲ့မေလာအတွင်းမှာလာပေါ့အဲ့ရလေးစဉ်းစားစရာဖြစ်လာတယ်ဝမ်ချန်ပီယံရှစ်ကလက်ရှိမှာတော့ပေါ့နော်ပြိုင်ပွဲတွေဇက်တိုက်ချပြနေတယ်ဒီတစ်ပတ်တောက်ကြနေ့ညနေပိုင်းမှာကျင်းပမဲ့135 104ပြိုင်ပွဲချပြထားတယ်မြန်မာကိုစားပြုဖိုက်တာဆွန်ရက်ပါတယ်အဲ့ဒီနောက်ဒီ April 16ရက်နေ့မှာကျင်းပမဲ့135 105ပြိုင်ပွဲကိုချပြထားတယ်တန့်စင်ရဲ့ပွဲပါလာမယ်ဆိုပြီးတရားဝင်ကြေညာပြီးပြီအဲ့တော့ မကြခင်ကျင်းပတော့မဲ့1 Friday Fight ပြိုင်ပွဲနှစ်ခုမှာတော့မြန်မာ fighter နှစ်ယောက်ရဲ့ပွဲစဉ်ကြီးညာထားပြီးပြီတစ်ချက်စဉ်းစားလို့ရတာကဒီပွဲတွေမှာ Bronica ရဲ့ပွဲပါမယ်ဆိုရင်အခုကတည်းကချပြစရာအကြောင်းအကြောင်းကချပြဖို့ကောင်းနေပြီပေါ့နော်ဒါပေမဲ့အခုချိန်ထိတော့ချမပြသေးတဲ့အတွက်ဒီပွဲတွေမှာတော့ Bronica ရဲ့ပွဲမပါတော့ဘူးလို့ကျွန်တော်တို့ဟိုယူဆလို့ရနေပြီပေါ့နော်ဒါဆိုရင် Bronica ပွဲကဘယ်ချိန်ပါလာမလဲဆိုတာစဉ်းစားအောင် Bronica ပွဲက ဧပြီ16ရက်နေ့အထိမပါတော့ဘူးဆိုတော့ဧပြီ16ရက်နောက်ပိုင်းပေါ့နော်ဧပြီ16ရက်နောက်ပိုင်းဆိုရင် maybe ဧပြီ25မှာကျင်းပမဲ့တောက်ကြနေ့ညပိုင်းမှာကျင်းပလာနိုင်တဲ့ပွဲမှာပါလာမလားဒါမှမဟုတ်မေလ3ရက်နေ့မေလပထမပတ်မှာကျင်းပမဲ့15 night 31ပြိုင်ပွဲမှာပါလာမလားဆိုတာစဉ်းစားစရာနှစ်ချက်ဖြစ်လာတယ်အဲ့တော့အဲ့ဒီနှစ်ပွဲမှာဘရိုနီကာကဒီပထမဆုံးကလပ်ကအဖွင့်ပွဲတုန်းကထိုးတုန်းက15 night ပြိုင်ပွဲမှာထိုးရတယ်အဲ့တော့ တောက်ကြံရပြိုင်ပွဲမှာလည်းစဉ်းစားလို့ရတယ်။ဒါပေမဲ့ဘရိုနီကဖုံးပွဲထိုးတော့ကတောက်ကြံရပြိုင်ပွဲကတကယ်ပွဲကြီးပွဲကောင်းနေပဲထည့်သွင်းထားတဲ့ပြိုင်ပွဲအထုတလေကျင်းပတဲ့ပြိုင်ပွဲမျိုးပေါ့နော်။အဲ့တော့ဒီမေလ25ရက်နေ့မှာကျင်းပမဲ့တောက်ကြံရပြိုင်ပွဲကအဲ့လိုပြိုင်ပွဲမျိုးဟုတ်ရဲ့လားဆိုတော့ကျွန်တော်တော့တရင်မကြသေးဘူး။အဲ့တော့ဘရိုနီကပွဲကအဲ့ပြိုင်ပွဲမှာဟုတ်ပါမလားဆိုတော့နည်းနည်းလေးတော့တန်ရဖြစ်ဖို့ကောင်းတယ်။ဒါဆိုရင် မေလ3ရက်ပေါ့နော်ဒီမေလပထမပတ်မှာကျင်းပမယ့်15 night 31ပြိုင်ပွဲမှာပါလာမလားဆိုတာထပ်ပြီးစဉ်းစားစရာဖြစ်လာတယ်။ဒီအကြောင်းကိုတော့ကျွန်တော်ချက်နိုင်ချေနည်းနည်းများတယ်လို့ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့1 championship ကဒီ15 night ပြိုင်ပွဲတွေမှာမြန်မာ fighter တွေကိုတဖြည်းဖြည်းပွဲထုတ်လာတယ်။အဓိကအကြောင်းရင်းကဘာလဲဆိုတော့ပြိသက်ကွန်းနဲ့ထီလာပြီးပြိသက်ဝင်းရံမှုအားပေါ်မူတည်တဲ့အပေါ်မှာသူတို့နည်းနည်းလေးအပြောင်းလဲဖြစ်တာပေါ့နော်။ပုံမှန်အားဖြင့်တောက်ကြညာပွဲတွေကရုံးပိတ်ရညဖြစ်တယ်။ ပြီးတော့ time fighter ကြီးလည်းပုံများတော့ကြာတော့ကိုယ်နဲ့မပြည့်သက်ပြည့်တယ်တချို့ပွဲတွေဆိုရင်ပြည့်သက်ပြည့်ုံကိုမဟုတ်လက်မှတ်မလောက်တဲ့ပွဲတွေကိုတော်တော်များတယ်အဲ့လောက်ထိတောက်ကြညာပွဲတွေကအောင်မြင်နေတယ်ဒါပေမဲ့စနေနေ့မနေ့ပိုင်းမှာကျင်းပတဲ့1 fight night ပြိုင်ပွဲတွေကြာတော့ပုံမှန်အားဖြင့်တော့ပြည့်သက်ကပြည့်တယ်ဒါပေမဲ့ပြီးခဲ့တဲ့ပတ်တော့ကျွန်တော်သွားကြည့်တဲ့1 fight night တတိပြိုင်ပွဲတုန်းကကိုယ်နဲ့မှပြည့်သက်အရင်မပြည့်ဘူးမပြည့်တဲ့အတွက်ဒီတောက်ကြညာ ပွဲတွေမှာမြန်မာ fighter တွေကိုပွဲထုတ်နေတာကနေဒီစနေနေ့မနက်ပိုင်းထိကူးလာပြီလားဆိုတော့ကျွန်တော်နည်းနည်းလေးတနေ့ရဖြစ်လာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆိုးလုံးပွဲတုန်းကပြည်သက်တွေကြီးလိုက်ဗျာစနေနေ့မနက်ပိုင်းမှာပဲသူတို့ထည့်သွားတယ်ပေါ့နော်ဆိုးလုံးနောက်ဆုံးထိုးခဲ့တဲ့ cotton နဲ့ပွဲကိုဒီစနေနေ့မနက်ပိုင်းမှာကျင်းပမဲ့1 fight night ပြိုင်ပွဲမှာထည့်သွားတယ်အဲ့တော့ bro ပွဲကိုလည်းအဲ့လိုမျိုးထည့်မလားပေါ့နော်ကျွန်တော်စဉ်းစားမိတာပေါ့နော်ဒါကဖြစ်နိုင်ခြေလေးရှိလို့မို့ကျွန်တော်ပြောပြတာဘာဖြစ်လို့လဲဆိုတော့ bro ကလည်းပြည်သက်အခိုင်အမာယူလာနိုင်တယ်အဲ့တော့ စနေနေ့မနက်ပိုင်းပွဲများဖြစ်မလားပေါ့ဒါကဖြစ်နိုင်ခြေတစ်ချက်ဒါပေမဲ့အဲ့ဒီအပေါ်ကို against လုပ်မယ်ဆိုရင်ဘာလဲဆိုတော့ဒီ1 5 night ပြန်ပွဲထိုးပြီးဆိုရင်ဘရောအနေနဲ့1 5 night ပြန်ပွဲကိုစားပြုတဲ့ပြိုင်ပွဲမျိုးနဲ့ထိုးရမယ်ပြောချင်တာကစာချုပ်ကြီးရထားတဲ့ fighter မျိုးနဲ့ထိုးရမယ်အဲ့တော့ဘရောအနေနဲ့အဲ့လောက်ထိပွဲကြက်ပါမလားဆိုတာလည်းတစ်ချက်စမ်းစားစရာရှိလာတယ်တကယ်လို့1 championship ဘက်ကဘရောကိုတအားကြီး ကောင်းတဲ့ပြိုင်ပွဲမျိုးမဟုတ်ဖဲနဲ့တင်မယ်ဆိုရင်တော့အဲ155ပြိုင်ပွဲမှာဖြစ်ဖို့များတယ်159ပြိုင်ပွဲမှာပွဲထုတ်မယ်ဆိုရင်တော့ဘယ်တော်အနေနဲ့ဟိုသူနဲ့ဒီပြိုင်ပွဲနဲ့ထင်ဟန်နိုင်တဲ့ပြိုင်ပွဲမျိုးရလိမ့်မယ်ပေါ့ဒါကတော့ပြည်သက်တွေဟိုကိုယ့်အနေနဲ့သုံးဖြတ်ကြပေါ့နော်ဘယ်လိုဖြစ်လာနိုင်လဲပေါ့ကျွန်တော်ဖြစ်နိုင်ခြေတစ်ခုပဲပြောပြတာကျွန်တော်မျက်နှာတစ်ခုကဘယ်တော့ကသူအားနေတဲ့ clinch ပိုင်းကိုတော့ဒီပွဲမှာတေချာပြင်ဆင်ထားတယ် အဲ့ဒီအကြောင်းကိုဟိုသူ့ရဲ့ manager လည်းကျွန်တော်ဖွင့်မွန်လင်းလင်းပြောတယ်ဘယ်တော့ရဲ့ legend နေတဲ့ပုံရိပ်တွေမှာလည်းချိလိုက်ရင်အတိသားတယ်နောက်တစ်ချက်ကပေါ့နော်ဘယ်တော့ကဒီပွဲပွေးသွားလို့တက်လုံကြသွားတဲ့အနေထားမှာဒီတစ်ခါမှာပေါ့နော် strength and condition ဘိုင်းကိုသူတော်တော်လေးပြင်ဆင်နေတယ်ဟိုသူ့ရဲ့ nickel legend ပြင်ဆင်မှုတွေမှာလည်းဒီ strength and condition ဒီဘိုင်းပေါ့နော်အဲ့တော့သူဒီပွဲမှာတော့သူ့ရဲ့ low at တယ်ဆိုတော့ low at မဲ့ထင်တဲ့အပိုင်းတွေကိုတော့တော်တော်ကြီးကိုသူပြင်ဆင်နေတယ်ဘယ်လိုရလဲထွက်လာမလဲဆိုတော့ပဲညှော်ရတော့မယ်ပွဲလဲ အရန်ကြီးနင်းနေပြီပေါ့နော်အဲ့တော့ဘယ်တော့ပွဲကတော့ဒေကြတဲ့ one championship ကမကြခင်ကြီးညာလိုက်မယ်ဘယ်လိုပုံစံမျိုးနဲ့ကြီးညာမလဲဆိုတော့ကိုပဲစောင့်ကြည့်လိုက်ကြအောင်ဗျာဆက်လက်ပြီးပြောပြခြင်းနဲ့အကြောင်းအရာကပေါ့နော်ဒီဆွန်ရွက်ရဲ့၅ပွဲဆက်တိုက်အနိုင်ရတဲ့မှတ်တမ်းကိုရအောင်ရက်တန့်ပြစ်မယ်ဆိုပြီးကြွေးကြော်လိုက်တဲ့ confirm nine ဆိုတဲ့အကြောင်းဖြစ်ပါတယ်ပြည်သက်များခင်ဗျာဒီဘက်တောက်ကြနေညာပိုင်းမှာတော့ one championship က lumini corner မှာ135 104ပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မြန်မာကိုစားပြု Fighter Sunrat ကဒီပြိုင်ပွဲမှာ confirm နိုင်တဲ့ရင်ဆိုင်ထိုးသက်ရမှာပါ Sunrat ဟာလက်ရှိမြန်မာကိုစားပြု Fighter တွေထဲမှာတော့နိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကိုရယူထားသူဖြစ်ပါတယ်သူရဲ့လက်ရှိစံချိန်တင်မှတ်တမ်းကစုစုပေါင်းနိုင်ပွဲဆက်၅ပွဲအထိတောင်ရှိနေပါပြီသူဟာ2024ခုနှစ်တုန်းကထိုးခဲ့တဲ့ပွဲစဉ်တွေအားလုံးကိုအနိုင်ရထားတဲ့ Fighter လည်းဖြစ်ပါတယ် ဒါအပြင်ဝမ်ချင်မြင့်ရှစ်ကနေချီမြင့်နဲ့ဒေါ်လာတသိန်းနဲ့စာချုပ်ရဖို့လဲအရန်ကိုနီးစပ်နေတဲ့ fighter လို့ပြောလို့ရပါတယ်။ဒါကြောင့်မို့ဒီဒီချိန်ထိုးမဲ့ပွဲကသူ့ရဲ့ဒေါ်လာတသိန်းနဲ့စာချုပ်မျှော်လင့်ချက်ကိုအဆုံးဖြတ်ပေးနိုင်တဲ့ပြိုင်ပွဲမျိုးလို့လဲပြောလို့ရနေပြန်ပါတယ်။ဒါကြောင့်မို့မွန်ပြည်သက်တွေကတော့ဒီပွဲပေါ်အမှန်ကန်ရင်ခုန်နေကြမှာပါသူနဲ့တွေ့မဲ့ထိုင်းပြိုင်ဘက်ကွန်ဖိုနိုင်ကသူ့ရဲ့နိုင်ပွဲဆက်စံချိန်မှတ်တမ်းကိုရပ်တန့်ပြမဲ့အကြောင်းအခုလိုကြွေးကြော်လိုက်ပါတယ် ီပွဲကကျွန်တော်အတွက်တိတ်ကိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့သုံးဘက်ဆက်တိုက်အနိုင်ရနိုင်တဲ့အခွင့်အရေးမျိုးမို့လေ။ဒါကြောင့်အကောင်းဆုံးလုပ်ပြဖို့စိတ်ပိုင်းဖြတ်ထားပါတယ်။ကျွန်တော်ကိုအားပေးတဲ့ fan တွေကိုလည်းစိတ်မပြတ်စေချင်ပါဘူး။ဆွန်ရက်ကအကောင်းဆုံးပုံစံရနိုင်သူဖြစ်သည့်တိုင်အောင်ကိုကိုကိုယုံကြည်မှုအပြည့်ရှိပါတယ်ဒီပွဲမှာထုံးစံအတိုင်းရှိသမျှအကုန်သုံးပြီးကိုကစားသွားမှာပါ ။ဆွန်ရဲရဲ့ငါးဘွဲ့စက်တိုက်အနိုင်ရထားတဲ့မှတ်တမ်းကိုရက်တန့်ပြဖို့ဆင်သင့်ဖြစ်နေပါပြီဆိုပြီးသူကကြွေးကြော်သွားခဲ့ပါတယ်။ခွန်ဖုန်နိုင်ဟာကျွန်တော်တို့မြန်မာပြည်သက်တွေယဉ်နီထားပြီးသားဖိုက်တာဖြစ်တဲ့ဆက်ဆံရဲ့ညီဖြစ်ပါတယ်။ဒီဘွဲ့ရဲ့ပြင်ဆင်မှုတွေကိုဆက်ဆံကိုရိုက်နိကက်ကြီးကြပ်ပေးထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်မို့သူအားနဲ့တဲ့စပီထုတ်တဲ့ဘိုင်းတွေမှာပို့ပြီးကောင်းမွန်လာအောင် ပြင်ဆင်ထားတယ်လို့လည်းသူကပြောဆိုသွားခဲ့ပါတယ်။ ဘယ်လိုရလဲထွက်ပေါ်လာမလဲဆိုတာတောက်ကြနေညပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ဗျလာမယ့်နေ့တွေမှာလဲ MMA လောကကနောက်ဆုံးရသတင်းတွေစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမယ်ဆိုတဲ့အကြောင်းမိသက်တွေကိုကြိုပြီးသတင်းစကားပါထားပြရစီဗျာ